စာကလေးတစ်ခဲကိုတောက်ရီခွက်ထဲထည့်လိုက်ရင်တောက်အဖြစ်အောင်ငမ်းမှာပဲဒါပေမဲ့အဲ့ဒီပမာဏစာကဲကို ရေကန်ထဲထည့်လိုက်မြစ်ထဲထည့်လိုက်ပျောက်သွားမှာပဲအဲ့ဒီအခြေအနေကဘာလို့ဆိုတော့လူတွေမှာတယောက်နဲ့တယောက် quality မတူဘူးလို့ဆိုလို့အခြေအနေချင်းမတူဘူးဒီလောကလူသားတွေလက်တွေ့ဘဝမှာလည်းဒီတိုက်ရွယ်လေးပတ်စံရှိတဲ့လူအပြစ်ခံခြင်းမှခံရတာလေ အကြီးခဲနဲ့လူကြီးနဲ့တီးတဲ့လူအပြစ်ခံဒီမှာခါပြင်မှုကျွလွန်တောင်မှလွတ်နေတာနေမရှိဘူးလားရှိတယ်ဘာလို့ဒါအခြေအနေကောင်းလို့ခေါ်လဲဆက်ဆံရှိတဲ့လူကသူကဆက်ဆံကအခြေအနေကောင်းတယ်နော်အဲ့ဒီအခြေအနေကောင်းကြောင့်ပြင်မှုကလွတ်တယ်ဒါလည်းအခြေအနေကောင်းတစ်ခုအဲ့တော့ကံတရားကလွတ်ဖို့ဆိုတာဒီလူတယောက်ဟာကောင်းတာတွေလုပ်တယ်ကိုချင်းတရားကောင်းတယ်သို့တော့ ကုသဇင်ဘဝမှာအကုသိုလ်လုပ်မိတယ်။လုံးဝဒီအချင်းချင်းမကောင်းတဲ့လူတယောက်ကုသိုလ်အကုသိုလ်လုပ်လို့အကုသိုလ်အကျိုးခံရတာနဲ့ခုနကသီလသမာဓိပညာအချင်းချင်းကောင်းရှိရတဲ့အတိုင်းအကုသိုလ်လုပ်မိလို့အကုသိုလ်ခံရတဲ့လူဆိုတာမတူဘူး။သီလသမာဓိဆိုရင်အချင်းချင်းကောင်းရှိတဲ့ပုဂ္ဂိုလ်ကအကုသိုလ်လုပ်မိအောင်အဲ့ဒီအကုသိုလ်ကသူ့အတွက်မှပြေပြောက်သွားတယ်လို့ဖြစ်တယ်။ကောင်းတဲ့နေရာတွမ်းမို့ ခုနမကောင်းတာတွေတက်တက်လှုပ်တယ်အခြေခံမကောင်းတဲ့ပုံကိုကြတော့ခံလေရောပဲအဲ့ဒါပို့ပြီးတော့ပြင်လို့မရတဲ့အာဟုတုဆိုတာမရှိဘူးเนาะပြင်လို့မရတာအာဟုတုဆိုတာမရှိဘူးဒေဝရကြီးကအမြင့်ဆုံးအာဟုတုကံသူကျူးလွန်ထားဘုရားနဲ့ပတ်သက်တဲ့လောဟိတုပါရကသံဃာနဲ့ပတ်သက်တဲ့သံဃာဗေဒကလို့ဆိုဒီပြမှုကြီးတွေတစ်ခုမကနှစ်ခုကျူးလွန်တယ် ဒီဝရဏနဲ့ပတ်သက်ပြီးမြတ်စွာဘုရားကဖြာထိတ်ပေးတယ်ဗာပေးတယ်အာပာယီကောနေရီကောဒီဝတ္တတောဒီဝရက်ကအပင်ရောက်မှာပဲငေးကြမှာပဲဟောငေးကြမှာပဲ definitely ပြောတယ်အတ္တိကိသောပြင်လို့မရတော့ဘူးပူဇော်လို့မရတော့ဘူးကပ္ပထောဒီကမ္ဘာလုံးငရဲမှာခံရမယ်လို့ဒီလိုပြောတယ်အဲ့ဒီပြောဆိုခြင်းနဲ့ပတ်သက်ပြီးတော့ ရဟန်းချုပ်ကတန်တရားဖြစ်တယ်။မြတ်စွာဘုရားကဘာလို့ဒီဟုတ်ရက်ကိုဒီလိုအတိအကျကြီးပြောနိုင်တာတော့လို့ဆိုမြတ်စွာဘုရားရှင်းပြတယ်အဲ့ဒါ။ဒါလည်းမှတ်သားစရာတစ်ခုပဲ။မြတ်စွာဘုရားကဘလို့ရှင်းပြတော့လို့ဆိုဒီဝဋ်ထရဲ့တန်တမာတဲ့။အဖျားလေးတော့ဇာတ်ထဲမှာတော့သာမီးပြားလို့ပြောတယ်။နားလည်အောင်အဖျားကလေးအဖျားကလေးနောက်ထောက်ပြစရာနေရာကလေး အဖျားဆိုတာတည်တည်လေးဟုတ်တယ်မလားအဖျားကလေးလောက်ထောက်ပြစေရနေရာလေးမှာတောင် ကုသူဖြူစင်တဲ့သဘာဝတရားတွေမကြံတော့ဘူးတဲ့အဲ့ဒါလောက်မကြံလို့ငါဗျာဒီလိုဟောတာအကယ်၍အဖျားကလေးလောက်ထောက်ပြစေရကုသူလေးကျန်းနေသေးတယ်ဆိုရင်ငါဒီစကားမပြောဘူးဆိုကြည့်ဒီဝရမှာကုသူတွေလုံးဝကုံသွားတဲ့ဒိဋ္ဌိမျိုးမျက်စုံပြပြောတယ်နော်အဲ့ဒီပုဂ္ဂိုလ်မျိုးမှာငဲကြမှာလို့အတိအကျပြောရတယ် ဉာဏ်တဲ့ပုဂ္ဂိုလ်တွေငရဲကြမယ်လို့ဒီကြပြောလို့မရဘူး။မြတ်စွာဘုရားရဲ့ဒေသနာတော်ကအကြည့်ဟောပုံရင်မတူဘူး။မြတ်စွာဘုရားကပါဏာတိပါဒနဲ့ပတ်သက်ပြီးတော့နိခန္ဓနန္ဒဗုဒ္ဓကြီးကဟောတယ်။ပါဏာတိပါဒအမှုပြုတဲ့ပုဂ္ဂိုလ်အားလုံးဟာငရဲကြတယ်လို့ဒီလိုဟောတယ်။မြတ်စွာဘုရားကအဲ့လိုမဟောဘူး။ဟောပုံရင်တခုတူမတူစဉ်းစားကြည့်။သူဟောတာက ပါဏတိပါဒလုတ်သူအလုံးသည်ငရဲ၌ဖြစ်ဖြစ်သည်ငရဲကြသည်ဒီလိုဟောတယ်နေကဏဗုဒ္ဓမြတ်စွာအဲ့လိုမဟုတ်ဘူးပါဏတိပါဒောနိရယသံဝတ္တိကောပါဏတိပါဒအမှုသည်ငရဲ၌ဖြစ်စေနိုင်တယ်ဒီမှုကိုပြောရတာငရဲမှာဖြစ်မယ်ဖြစ်ရမယ်လို့မပြောဘူးเนาะအကုသိုလ်မှုပြုရင်ငရဲကြမယ်လို့ ငရဲကြမယ်လို့မပြောဘူးဒီဟာကငရဲကိုကြစေနိုင်တယ်လို့ပြောတာစကားချင်းမတူဘူးငရဲ၌ဖြစ်စေနိုင်တယ်ဆိုတဲ့စကားကိုပြောတေချာပေါင်းကြမယ်လို့ပြောတာမဟုတ်ဘူးသို့တော့သူအကျိုးပေးရင်ငရဲကြဖို့ရှိတယ်မကောင်းတဲ့အကျိုးကိုပေးမယ်ဆိုတာဒါပြောတာဒါပေမဲ့လူတယောက်ကိုကြည့်ပြီးတော့ဒီလူကငရဲကိုသွားမှာဆိုတာဒေဝရတ်တယောက်ပဲပြော အဲ့ဒီမှာသင်္ခါဓမ္မ၃ပါးဆိုရင်မြတ်စွာဘုရားဟောထားတာရှိအကုသိုလ်ကလွတ်ရလွတ်နည်းနေရှိပုရုษရှင်ဆိုတာမကောင်းတဲ့အမှုတွေပြုမိတတ်ကြတယ်ပြုမိတဲ့အပေါ်မှာတောကတွေဖြစ်ပြီးတော့စိတ်စိတ်တွေဝင်ပြီးတော့နှလုံးမသားမယားမှုတွေဖြစ်နေဖြစ်ဖို့မလိုဘူးဘာလို့อ่ะကိုလုံးတဲ့အလုပ်ကမကောင်းဘူးလို့သိရတယ်နံပါတ်1မားတယ်လို့ပြင်း မှားတယ်လို့မြင်ပြီးတော့မှားချောင်းဖွင့်ဟာကိုမိတ်ဆွေတွေဖြစ်စေဆရာထာမဖြစ်စေမှားချောင်းဝန်ခံပြီးတော့အဲ့ဒီအမှားမျိုးနောက်ထပ်မမှားအောင်ရှောင်ကျဉ်ရမယ်ဒါအဖြေပဲနောက်ထပ်မမှားအောင်ရှောင်ကျဉ်ရမယ်ရှောင်ကျဉ်ပြီးတဲ့အခါကောင်းတာတွေဆက်လုပ်ရအဲ့ဒါဆိုရင်ဒီကံကလွတ်တော့မှာမသိကြဒါပဲဖြစ်တာပေါ့ကံကလွတ်တဲ့နေပြောတာနော်ကံကလွတ်တဲ့နေ ကံဆိုတာရည်ရွယ်ချက်တွေအများကြီးရှိတယ်။ဘေးကအချမ်းရံအကြောင်းတွေပေါ်မှာမိတီးပြီးတော့ကံကအကျိုးပေးလို့ရတယ်။အခြေအနေကောင်းတွေမှာရှိနေတဲ့ပုဂ္ဂိုလ်ဟာဒီအကုသိုလ်ကံကအကျိုးပေးလို့မရဘူး။မြတ်စွာဘုရားကနောနာကပန္လတုံမှာစာအိုးနဲ့စာခဲလေးနဲ့ဥပမာပေးထားတာမှတ်သားစရာပေါ့ကံနဲ့ပတ်သက်လို့